စပိန်လာလီဂါချန်ပီယံဘာစီလိုနာအသင်းမှာကစားဝင်ရတာငယ်ဘဝအိမ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တာပါလို့ဝင်းနယ်လူသည့်အန်ဒရီကိုမစ်ကပြောဆိုလိုက်ပါတယ်။အသက်22နှစ်အရွယ်ပေါ်တူဂီကွင်းလယ်လူကိုပြန်ပက်ဗလန်စီယာတင်းစီကနေယူရိုတန်း80နဲ့ဘာစီလိုနာကခေါ်ယူခဲ့ပြီး၅နှစ်စာချုပ်ခဲ့တာဖြစ်ပါတယ်။အသင်းတဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာကိုမက်ကဘာစီလိုနာအသင်းဂျာစီကိုဝှစ်ဆင်ခွင့်ရတာကိုယ်ကြီးရပါကျွန်တော်နဲ့ကျွန်တော်မိသားစုရဲ့မျိုးလင့်ချက်အိမ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ။ သည်တမိုင်းကြောင်းနဲ့အောင်မြင်မှုတွေကကျွန်တော်အတွက်အမှန်ကန်ဆုံးရွေးချယ်မှုလုပ်စင်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်ဘာစီလိုနာအနေနဲ့ဂိုမက်အတွက်ကနေဦးပြောင်းရွှေ့ခြင်းယူရို35တန်းပြီးချေရမှာဖြစ်ပြီးကစားသမားရဲ့ခြေစွမ်းပြတ်နိုင်မှုအရယူရိုတန်း80အထိပြီးချေသွားမှာဖြစ်ပါတယ်အပြောင်းရွှေ့ပြည်ပြင်ခံရအလို့ပြီးခဲ့တဲ့ရာသီတွေမှာကစားသမားတစ်ခွေခွေမရခဲ့တဲ့ဘာစီလိုနာဟာအခုရာသီတစ်အတွက်တော့ MDD ဒက်နက်စွာရက်နဲ့ လူကဒီဂရီတို့အပြင်လေးဦးမြောက်အဖြစ်ဂုမက်ကိုပါခေါ်ယူထားတာဖြစ်တယ်လို့ရိုက်တာသတင်းမှာပေါ်ပြထားပါတယ်ကျွန်တော်အောင်းဝင်းပါ